ောသာတက်ရဲ့103ခုနှစ်ကဆုံ၅ပြည့်နေ့ဖြစ်ပါတယ်။တရားလုံးတော်ဟာသူဇာတာသူတို့သမီးကလူအပ်တဲ့ကနာနုဆုံးကိုပုံပေးပြီးနေရင်္ဂရာမြကန်းရဲ့အင်းကြီးตายရတဲ့အင်းကြီးဦးရမှာနေ့ခါတန့်စင်နေထိုင်တော်မူပြီးညနေကျမ်းမှာတော့ဘောရီပင်ကိုကြွားမြန်းတော်မူလို့သုရိယမောင်စင်ရဲ့ရက်ရှိဆုံးကိုလူခံတော်မူပြီးဖျားမဖြစ်သမျှ ငါမထတော့အလို့အတိတ်ခံပြုလို့ထက်ဝယ်ဖွဲ့ခွေနေထိုင်တော်မူရာမှာညီမတကြားနတ်အများတို့ဟာဘုရားဖျားရှင်ထံဥခိုက်ရောက်ရှိနေကြတဲ့အချိန်ဖြစ်ပါတယ်နေတိုင်းတော်မူပုံကိုမြင်ရလို့ဧကမုတ်ချတရားဖြစ်တော်မှာပဲလို့သိတဲ့မနတ်မင်းဟာ နတ်စစ်သီးတွေကိုတတ်မတော်ကြီးဖန်တီးလိုက်ပါတယ်။အဲ့ဒီနတ်စစ်သီးတတ်မတော်ကြီးဟာဆိုရင်ရှေ့က72ယူဇနာလက်ဝဲလက်ရာ72ယူဇနာစီအထက်